အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့ကိုကျမတို့ရဲ့ Aura Cartoon Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 2ဆက်တူနေဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကလေးတစ်ပုဒ်ကို YouTube တင်ဆက်ပေးချင်ပါတယ်။ဒါရှာပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့စတုကိုကြည့်ရှုအားပေးချပါအောင်နော်။မေဒီမေဒီမေဒီငါတို့အခုကဲကဲမော့ဆင်မရတော့မယ်။နေငါပြောတာကြားရလား။ငါကြားတယ်မစိုးရိမ်နဲ့။ လင်းရင်ကိုတေချာထိန်းထားလိုက်ပြီးတော့မှကျမကုန်းမြင့်ရှိရဘက်ကိုဆင်းလာခဲ့ပါတယ်။ရှေးငါတို့လုံနိုင်ခဲ့ပြီ။အန်ရကိကိနဲ့ကုန်းဘုတ်ကိုရောက်ပြီနော်။ကျေးဇူးပါပဲဟာ။ညင်းကြောက်တာမဟုတ်ရင်ငါတို့အားလုံးအသက်သေကုန်တော့မှာ။ဂျူလီယာနင်ကတော့ဒီနေ့နဲ့တချိန်ချင်းကြာရင်လင်းရင်မောင်းတဲ့သူတယောက်ဖြစ်အောင်လုပ်နော်။ဒါပေါ့တေချာဘက်ကိုလုံမှာ။ကျမကအလူမန်တိတဆအရွယ်ကလေးကအကောင်းငယ်ကြီးကိုဆွဲလိုက်ခဲ့ပါတယ်။ကောင်းငယ်ကြီးကိုဒီတိုင်းစိတ်ညုံနေမကပါဘူး။ အရေးကောင်းကင်ကြီးဒီပေါ်မှာအပြန်တက်ပြီးတော့သွားချင်မိပါတယ်။ကျမကတော့ဂျူလီယာဖြစ်ပါတယ်။ကျမကတခြားချမ်းသာတဲ့ကလေးတွေလိုမျိုးမဟုတ်ပါဘူး။ကျမမှာအိမ်မက်ကြီးတစ်ခုရှိပြီးတော့စွန့်စားပြီးအဲ့ဒီအိမ်မက်ကိုရှာအောင်လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်။ကျမရဲ့ငယ်ဘဝလေးကတော့စင်ကန်ဆရာရဲ့အပြည့်ရှိနေခဲ့ပေမဲ့စီကတ်နေရလည်းအရမ်းများပါတယ်။ဖေဖေပေးတဲ့ဖေဖေရဲ့အင်ပါယာလေးမှပဲကျမကကြီးပြင်းလာခဲ့တာပေါ့။ဘယ်လိုတွေးလို့ရလဲဆိုတော့ Fairy Rocha ရဲ့ Universe အသေးလေးတစ်ခုလိုတွေးလို့ရပါတယ်။ ချောကလက်တွေအများကြီးစားရမယ့်အစားကျင်နာမှုတွေကိုချုံမြင့်မှုတွေအဖြစ်နဲ့ပဲကျွန်မရှင်သန်ပြီးနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်မလူချင်းကြတဲ့တခုရဲတော့အရှာကတော့လွတ်လပ်မှုဖြစ်ပါတယ်။အမလီဂျူလီယာရဲ့ဘလူရီပြစ်လာတာတော့ချစ်ပါအောင်ရှုပ်နေချစ်ပဲတကူလုံးချစ်အောင်ပုံစံကိုကအဲလေရင်မှုနဲ့တူရမလားမဟုတ်ဘူးမှုန်တိုင်းနဲ့သွားတဲ့ပုံစံဖြစ်နေတာလာစမ်းတန်ရှင်းလောက်ရမယ်ဘာလဲတမီးလေးတမီးလေးကလေရင်မောက်လာပြန်ပြီလား သူ့သွားပြီးတော့အားပေးမနေနဲ့ဒီလိုအတော့မွေမဲ့နဲ့အယူထနေတဲ့အရာတွေကိုအခုချိန်ခရက်ကသူ့ဖျောက်ထားမှရမှာအတော့မွေနဲ့ရာဟုတ်လားမဟုတ်ဘူးနော်မမေတမီးကဒီနေ့နေ့တစ်ဆင်ချင်းကြရင်ပိုင်လို့တယောက်ပဲဖြစ်အောင်လုပ်ပြတ်မှာကြည့်နေလိုက်အသက်35နှစ်အရွယ်မှာတော့ကျမရဲ့ဘဝကမမျောလင့်ထားတဲ့အရာတခုဖြစ်သွားပါတယ်ဖေဖေကဆက်ရောအသက်ဆောက်ဖို့အတွက်စီစဉ်ထားခဲ့ပြီးတော့ကျမတို့လည်းဟဝါအီကိုပြောင်းရွှေ့ပြီးနေထိုင်ခဲ့ရပါတယ်ဟဝါအီကကန်းစီတွေရှိုံနေမကပါဘူး ခုခုကပဲရီကလည်းအများကြီးပေါ့အဲဒါကြောင့်ဖေဖေကအဲ့ဒီမှာချောကလက်ဆိုင်ရုံတစ်ခုကိုစားဖို့အတွက်စီစဉ်ထားခဲ့ပါတယ်ဟာဝိုင်မှာတပတ်လောက်ကြာနေပြီးတာတော့မှကျွန်မဟာဝိုင်နဲ့သိပ်ပြီးအဆင်မပြေသေးဘူးလို့ခန့်စားရတယ်တကယ်ကြောင့်လန်ထွက်ရှာဖို့ဆုံးဖြတ်လိုက်တယ်အဖေရဲ့ခုခုကစိုက်ထားတဲ့ channel ကိုကျွန်မသွားပြီးတော့ရှောက်ကြည့်နေလိုက်တယ်အဲ့ဒီမှာထိုင်ရခတ်တဲ့မြင်းတကာကို အတင်းလှမ်းဆွဲနေတဲ့ကောင်လေးတစ်ယောက်ကိုသွားတွေ့လိုက်ရတာပေါ့ဟေးငါမြင်းကိုခဏလောက်ကင်လို့ရလားတတိတော်ထားနော် ဒီမြင်းကပင်လယ်ရေလိုက်တက်တောင်မှစိတ်ပြောင်းလဲမြင်သေးတယ်။ဟုတ်ပါပြီ။စိန်ခေါမှုကိုလက်ခံတယ်။ကျမလည်းမြင်းကိုသွားကြိုင်မှုစ조사လိုက်တဲ့ချိန်မှာမြင်းကလည်းရှမ်းလွတ်သွားပြီးတော့ကျမကိုကန်ထုတ်လိုက်တယ်။ကျမလည်းမြေကြီးပေါ်ကိုနောက်ပြန်လဲကျသွားပါတယ်။အော်သိပါပြီ။ငါချောက်ကြီးနားလိုက်တာ။ခြေခောက်သွားတာ။အမ်ခုတော့ဖြစ်ပြီမလား။ခုနပြောသားပဲ။တော်လိုက်စမ်း။အဲ့ရှင်းကြမယ်သိရလား။ဟမ်ငါနဲ့ကိုပိုင်ဖို့အတွက်ဘယ်တော့မှအမပေးခဲ့ဘူးနော်။ ဒီမင်းရဲ့စိတ်ကခမိုင်းရခတ်တယ်လို့တော့မှမင်းငါပြောခဲ့တာပဲရှုပ်တဲ့သူကကျွန်မကိုပွေ့ချီလိုက်ပါတယ်ဖះကြီးငါငါလွတ်ဘာလဲခြေခောက်လွဲသွားတဲ့ခြေထောက်နဲ့မင်းကလမ်းလျှောက်နိုင်လို့လားငါကတော့အဲ့လိုမထင်ပါဘူးအော်ငါသဘောပေါက်ပြီဟိုအင်ကြီးကအစ်စ်ပြောင်းလာတဲ့ချမ်းသာတဲ့ကောင်မလေးမလားအေးပေါ်လေမင်းတို့လိုချမ်းသာတဲ့သူတွေက Gucci slipper ကိုစီးပြီးတော့မှတခါတလေချော်လဲတတာပဲ။ကျမရဲ့ slipper ရဲ့ဘာများဖြစ်နေလို့လဲ ဒီလိုညစ်ပတ်တဲ့စာပြောရေး channel တော့မကောက်ညီဘူးပေါ့။ရပြီရှင်းချထားပြီးတော့သွားလို့ရပြီ။သူထွက်သွားရတဲ့ဒီပြိုင်နဲ့ကျွန်မလည်းဒေါသကြီးထိမရအောင်ထွက်နေခဲ့ပါတယ်။သူကသူ့ကိုယ်သူဘာများထင်နေရလဲ။ငါ့ကိုလာပြီးတော့များသူရဲကောက်လို့လို့ဘာလို့လို့လာလုံနေလား။ဒါပေမဲ့ကျမသိလိုက်ရတာကတော့အဲ့ဒီကောင်လေးကကျမရဲ့ဘဝကိုပြောင်းလဲသွားစီခဲ့တာပါ။ဘရောမမတွေ့ခဲ့ကြရင် ကောင်းမလို့တွေးမိတဲ့အထိပဲ။ပထမဦးဆုံးကြောင်းတက်တဲ့နေ့မှာတော့ကောင်းဆုံးကြိုးစားမယ်ဆိုပြီးတော့အားတင်းမိလာလိုက်တယ်။ ဒါပေမဲ့ကျမရဲ့စိုးရိမ်မှုကတော့ vibration လိုမျိုးဖြစ်နေပါတယ်။ဒါဆိုငါဘာလုပ်ရမလဲ။တကားဖွင့်လိုက်တာနဲ့စောင်းတီတပြိုင်တည်းကျလာတယ်။ဟဲစောင်းရက်တွေကလည်းလွင့်ကုန်ပြီ။အဲ့ဒီအချိန်မှာ drama session လေးပဲတခြားကောင်တွေရောက်လာတာပေါ့။အာငါကူညီပေးမယ်နော်။ငါလုပ်ပေးမယ်။လေနမလေးမအူကျမကအစ်ဒီလိုမျိုးပဲတခြားသူတွေကိုဆက်ဆောင်နိုင်တဲ့အထီးကိုလှပပါရတယ်။အဲ့ဒီအချိန်မှာရန်ကိုမိမိုက်တဲ့ပုံစံဟန်ဆောင်ချင်နေတဲ့မစ္စတာပီတာရောက်လာပါတယ်။ဟာဟာ ခုမှကျန်းကုန်ရောက်တာပရိသတ်တွေဘာတွေရသွားပြီလားကျမတို့ကိုလုံးဝသိမခံနိုင်ဘူးဆိုတာတရားပေါက်သိသွားပါတယ်ဒီလိုပါပဲကျမရဲ့ကျောင်းပထမအုပ်ဆုံးတွေကကျမကိုတော်သူမလို့မျိုးအများရန်ခံစားရစေခဲ့တဲ့အဲ့ဒီကောင်လေးကျောင်းကိုပဲတွင်းနေနေပြီးသွားတာကောင်းရောနောက်နေ့ကျတော့လေကျမစိတ်ကိုရှိရှိထားပြီးတော့ကျောင်းထွက်ဖို့လုပ်ပေမဲ့ကျမကိုကန်ကျမကဒီတိုင်းအေးစေးပေးမနေပါဘူးဟာကားကလည်းပြက်သွားပြန်ပြီအာကျွန်တော်တို့ပြင်လို့မရတော့ဘူးရှင်နဲ့ တကုတ်ကုတ်လောက်ပါအောင်ငါကြောင်းတော့ကြတော့မယ်ဟဟကပြဿနာဖြစ်နေရလားဒါမှမဟုတ်ចောင်းပြေးရှင်လုံးမြန်ကောက်တမင်ပြအောင်လောက်လိုက်တာလားရွှေချင်းစရာပဲရွှေချင်းမြုပ်ချင်းနေကျမကတော့ကောက်ကိုပဲစီးနေကြပဲတခြားရမစီးနိုင်ဘူးငါရဲ့နောက်မှာလူမပါလာတာမင်းတွေ့ကန်ကောင်းတာပဲနော်ပြီးတော့ငါဆိုင်ကလည်းမင်းတွေ့ဆိတ်ချရပါတယ်လာလိုက်စမ်းပါကောင်းပြီလေငါတက်စီးလိုက်မယ်ဒါပေမဲ့ညစ်ကိုနေသူရဲ့ကောက်လို့တော့မတွင်းနေနဲ့နော်အိမ်မက်မချင်စရာပဲဟဟ ိုက်ပတ်ပေးလို့ကျေးဇူးပဲဒါဆိုရင်တော့နောက်တစ်ခါငါရှိမှကပြက်ချင်အောင်လာပြီးတော့မဆောင်နဲ့တော့နော်ဒီလိုမျိုးကျမနဲ့ပီတာဈာန်ကိုတူတူရောက်လာတာကတခြားသူတွေအတွက်သတင်းကောင်းချီးတစ်ခုဖြစ်သွားစေပါတယ်ကျမရဲ့အတန်းပေါ်အမန်တာရဲ့ပုံစံကဘာလို့ဒီလိုဖြစ်နေလဲကျမနားလဲသွားပြီသူကပီတာကိုစိတ်ဝင်စားနေကြတာပဲဟမ်ဟုတ်ပါတယ်ပရိသတ်တို့တွေ့နေကြအထက်တန်းကျောင်းဒရမာလေးတစ်ဖက်ပေါ့ဒါပေမဲ့ကျမကတော့ကျမကိုကိုကလွယ်ပြီးဘာမှစိတ်ဝင်စားပါဘူး ်ဖီတာကလည်းခက်ထွက်ထွက်လေးဆိုတော့ကျမတို့နှစ်ယောက်တွဲပြီးတွေ့လိုက်တဲ့အချိန်မှာလူတွေအချင်းပြောကြတာမဆမ်းဘူးပေါ့ဆိုင်ကနေလာကြိုးပြီးရနေကစားပြီးတော့တပတ်တတိရှိပါပြီအဲ့ဒီအချိန်တွေကစားပြီးတော့အခုချိန်ထိကျမရဲ့မနက်ခင်းတွေကနည်းနည်းလေးပြောင်းလဲနေတယ်လို့ခံစားရတယ်တနေ့တစ်နေ့တစ်နေ့ပို့ပြီးတော့ကျမကပီတာနဲ့နီးကလာသလိုပဲသူကျမကိုကြောင်းလိုက်ပို့နိုင်အောင်လို့ကျမကလည်းနေတိုင်းနေတိုင်းကပြအောင်လို့ကြံစီရတာပေါ့ဟိဟိတခါတည်းလေးပါပဲတရကြတော့ကျမတို့ကြောင်မှာကြောင်းကောက်ပဲကျင်းပဖို့အချိန်ရောက်လာတယ် ဖီတာနဲ့ကျမတို့ကအကင်းနဲ့ကွင်းနီယာကိုစက္ကန်ဖို့အတွက်အရှင်းသင့်ဖြစ်နေပြီလို့ခန်းစားရပါတယ်။အဲဒါကြောင့်ကောက်ပွဲကိုတူတူသွားကြမလားလို့ကျမတို့ကိုခေါ်မယ်လို့ဆုံးဖြတ်ထားတယ်။ဖီတာအများရန်ရှိနေတဲ့တဲ့အကစားခမကိုကျမသွားလိုက်တော့အမန်တာနဲ့သူစကားပြောနေတာကိုတွေ့လိုက်ရတယ်။ငါနဲ့ဂျူလီယာချားရဲမှဘာမှမရှိပါဘူးကွာ။ငါကသူ့ကိုကြိုက်တောင်မကြိုက်ဘူး။ငါကသူ့အဖေရဲ့အလုပ်မှအလုပ်လုပ်တာဆိုတော့ဂျူလိုပဲသူ့ကိုကောင်းကောင်းဆန်ပေးရတာပေါ့။ငါနဲ့သဘောကျရဲ့ဖီတာ သူကနင်းနာကိုအရန်နေကလာဆိုရင်ငါတော့သူငါနာကိုရှမ်းမလာပါဘူးကွာငါကသူ့သဘောတော်မမကြတာဘူးဒီလိုနဲ့ပဲကျမစိတ်ကူးရအလုံးတစားစီချိမော့သွားပါတယ်အဲ့ဒီဖြစ်ပျက်ပြီးတဲ့နေ့ကစပြီးတော့ကျမရှင်ထဲမှာဘလောင်လေးစုနေတယ်ကျောင်းကလည်းတပတ်တိတိခွင့်ယူထားခဲ့ပါတယ်အဲ့လိုနေရာကိုသွားပြီးတော့ကျမမျက်နှာကိုပြရမှာရှက်မိနေရလေအိမ်ထဲမှာနေတာများသွားပြီးဆိုတော့ကျမလည်းခဏလောက်ဒေကောင်းလေးတန်ထွက်ရှုဖို့လုပ်ပါတယ်ငါတမမရဲ့ဂျူလီယာငါပြောချင်တာ အမန်ဒါရှိမှာမလို့ငါပြောလိုက်တာပါ။ငါတကယ်တော့ငါမင်းကိုသဘောကျတယ်။မင်းတိထားတဲ့ချက်ကိုပို့ပြီးတော့သဘောကျတယ်။ကျမရှင်ဘာကလို့အခုမှလာပြီးတော့ရှုံရမှာလဲ။ဒါဆိုလည်းငါမင်းကိုတခုပြချင်တယ်။ဒီနေရာလေးကငါအမြဲတမ်းလာနေချင်နေရာလေးပေါ့။မင်းကငါအတွက်ထူးခြားတဲ့သူဖြစ်တာကြောင့်ဒီနေရာလေးကိုမင်းနဲ့အတူတူမျှဝေပေးနေချင်တာ။ဒီနေရာလေးကအဟောဖို့ကောင်းတာပဲ။ငါအမန်ဒါကိုအတူလိုပြောလိုက်တဲ့စရာကလည်းငါနဲ့သဘောကျနေရသူတည်သွားတဲ့အချိန်ကျအယူမလိုမျိုးတောင်းချင်တော့မှလေ။ ငါမင်းကိုဂိမဆိုင်ဘူးလို့သူထင်သွားတော့မှ तू ကငါနားကနေနည်းနည်းလေးခွာနေမှာပေါ့အဲ့ဒါကြောင့်ကိုမောက်တော့ပါရဲ့နော် ကို့ကိုခွင့်လွတ်ပါ ကျမရှို့ရုံပါရဲ့ဒီလိုနဲ့ပဲဖီတာနဲ့ကျမတို့ကြမ်းတူတူပြန်ပြီးတော့တက်ဖြစ်ခဲ့ပါရဲ့ညာဘက်ကျရင်တော့ကျမတို့ရဲ့လေးဝက်နေရာလေးမှာတွေ့တယ်ဖီတာမကဖုန်းမရှိတာကြောင့်ကျမရီဆောက်ဆောက်လေးတွေကိုလည်းအများရန်သူစီပို့ဖြစ်ခဲ့တယ်ဖန်လုံအင်းလေးထဲမှာဖီတာနဲ့တူတူနေရတဲ့အချင်းလေးတွေကကျမရဲ့တနေ့တာအတွက်အကောင်းဆုံးသောအချင်းလေးတွေဖြစ်ပါတယ် ကျမတို့ဒီလိုပဲအမြဲတမ်းရှောက်လေခဲ့ရပြီးတော့ဟိုတီတီနဲ့ပောက်တက်ကရရဲ့အားလုံးပြောပြခဲ့တာပေါ့ဖီတာကစပုံမိုးကြီးရောက်ဖြစ်တင်တယ်လို့လည်းကျမကပြပြတယ်။သူ့ရဲ့ညီမလေးကလည်းဟင်းချက်တာကိုစိတ်ဝင်စားတယ်တဲ့။တခါတလေမုတ်တွေကိုလည်းလှုပ်လာပေးပြီးတော့ကျမကိုစားဖို့ချွေးတတ်ပါသေးတယ်။ကျမကလည်းတနည်းနည်းတစ်ချိန်ချင်းချပိုင်လို့တယောက်ဖြစ်အောင်လုပ်ဖို့အတွက်စိတ်ကူးထားရဆိုတဲ့အကြောင်းသူ့ကိုပြပြလိုက်တာပေါ့။ဒီနေ့မင်းပိုင်လို့တယောက်ဖြစ်မှာပါ။ဒါကိုသိနေတယ်။ရှင်ကလည်းအကောင်းဆုံးစပုံမိုးတယောက်ဖြစ်လာအောင်မှာပါ။ ကျွန်မရှင့်ကိုယုံကြည်ရဲနော်ဖီတာကိုမင်းစတဲ့ဂျူလီယာကျွန်မလည်းရှင့်ကိုချစ်ပါတယ်ဖီတာလာနေငယ်တော့ကြတော့ကျွန်မအဖေရဲ့ကုမ္ပဏီမှာချောကလက်နဲ့ပတ်သက်ပြီးတော့လိလာရဲ့တခုစပြီးပြုလုပ်ခဲ့ပါတယ်ဖီတာရဲ့မွေးနေ့ကျရင် ကျွန်မသူ့ကိုကိတ်မုတ်လေးတစ်လုံးနဲ့ဖုတ်ပေးဖို့စီစဉ်ထားပါတယ်ကိုရိုင်းလောက်ပြီးတော့ပေးတဲ့အရာလောက်ဘယ်ရာကမှတမူးမရှိဘူးဆိုတာသိရမလားဒါပေမဲ့ကျက်ဥမွေရက်ဆက်ကိုတုံးမလို့လုတ်တဲ့ချိန်မှာပဲဆက်ကချိုးရင်းသွားပြီးတော့ကျမအညစ်ရှိသွားတယ်။ကံကောင်းလို့ပေါ့ဖီတာကျမစီရောက်လာတာ ရပြီနော်ဟဲဒီမှာဘာဖြစ်နေရလဲငါသမီးနှောက်ကနေဝေးနေစမ်းဒါဒါဖဖေးထင်းတလို့မဟုတ်ပါဘူးဖီတာကသမီးကိုကယ်ကယ်ပေးလိုက်တာပါအော်ဒီတော့မင်းဖုန်းကွက်ထားတဲ့အရှာကထားလားဖီတာငါတို့ကမင်းတို့အကြောင်းမသိဘူးလို့ထင်နေရလားအရှာအလုံးကဖဖေးရဲ့ထင်းရှုံးမှုလက်ထဲကိုကြောက်ရောက်သွားပါတယ်ဖဖေးကဖီတာရဲ့အဖေကိုလည်းအလုံးထုတ်လိုက်ပြီးတော့ချောကလက်ဆိုင်ရုံကနေမောင်းထုတ်လိုက်ပါတယ်ကျမငိုပြီးတော့တောင်းပန်လာတော့မှဖဖေးကလုံအောင်ကိုနားမထောင်တော့ပါဘူး ဒါရီအလုံးဖြစ်တဲ့နောက်ွယ်ရဲ့အကြောင်းရင်းကိုကျွန်မသိလိုက်ရတာကတော့အမန်တာ နောက်မှရောက်နေတာဖြစ်ပါတယ်။နင်းကြောက်ဒီမှာဘာဖြစ်သွားလဲနင်းသိလား။နင်းဒီမြို့ကိုရောက်လာပြီးကတည်းကအလုံးကကြပြောင်းကပြက်နေပြစ်နေရတာပဲ။နင်းကြောက်နဲ့ငါ့ရဲ့တနာဆရာဖီတာလေးနဲ့သူ့အဖေကစော်ကားလက်ခံရတယ်။နင်းသမီးနာကျင်တော့အလို့ငါကပဲခုနကဆက်ကိုချူရင်းတော့အလုပ်ခဲ့တာ။ဒါဒါပေမဲ့ဖီတာကနင်းဘယ်လိုလုပ်လိုက်တာလဲအမန်တာ။နင်းအရှာအလုံးကိုဖျက်ဆီးပြစ်လိုက်တာ။နင်းဒီအတွက်ပြန်ပြီးတော့ပြီးဆက်ရစီမယ်။ နှခါမစင်းစားတော့ဘဲနဲ့ကျမအမန်တရဲ့စပင်ကိုဆွဲဆောင်လိုက်ပါတယ်။လူတွေကလည်းအများကြီးဆိုတော့ကျမတို့နှစ်ယောက်ကိုပဲဝိုင်းကြည့်နေကြပါတယ်။အဆုံးမှာတော့မိဘတွေကဝင်ပြီးတော့ပဲတားလိုက်ရတဲ့အထိဖြစ်သွားတာပေါ့။ချူလီယာသူသမီးရဲ့ပုံစံမဟုတ်ဘူးလေ။သမီးဘယ်တော့ကရံပစ်ဖို့လို့လဲ။ဒါရီအလုံးကဖီတာဆရက်ကောင်လေးကြောင့်ပဲ။အဲဒီကောင်လေးကငါတို့သမီးကိုဒီလိုဆိုးသွမ်းတာအောင်လုပ်ပစ်လိုက်တာ။တော်ပြီအခုချက်ချင်းဒီမျိုးကနေငါတို့ပြောင်းတော့မယ်။ဒါပေမဲ့ဟုတ်တယ်သမီးသမီးဘယ်တော့ကဒီလိုဖြစ်ဖို့လို့လဲ။ ။ဦးသီးတို့လည်းတကယ်စိတ်မကောင်းပါဘူးအမန္တာ။ဂျီလိုရီဖြစ်လာဖို့အတွက်ဦးသီးတို့မရှိရပါဘူးနော်။ချက်စင်းကပဲအမန္တာကသူ့အရင်ခံစားနေရတဲ့ဆိုတဲ့ပုံစံကိုလုတ်ပြလိုက်ပါတယ်။မိဘတွေကတောင်းပန်နေတာကိုအခွင့်ကောင်းယူပြီးတော့တနာရှက်ပုံစံလေးဟန်ဆောင်နေတာပေါ့။ချစ်ပါဦး။အားလုံးကသူ့ရဲ့ပုံစံအစ်မကိုကြတော့မသိကြဘူး။ကမ္မမီးထွက်သွားတဲ့ချိန်ဒီမှာတော့ကျမရဲ့နှလုံးသားတွေကလည်းအစ်စ်စ်မမကွဲချစ်ကြရတဲ့ချိန်မှာပဲကျမဖီတာကိုချစ်တယ်ကျမရဲ့ဇလန်ကအခုမှအဆပဲရှိသေးတာလေ ဒါပေမဲ့ကျမရဲ့မိဘတွေကအစာအုပ်ကိုပိတ်ချလိုက်ပါပြီ။ကျမလည်းမိဘတွေကိုအရင်စိတ်ဆိုးပါတယ်။ကျမတို့မြို့ကနေထွက်လာခဲ့တာကအခုဆိုရင်လေးလကျော်ပါပြီ။ကျမအတွက်ဖီတောက်ကိုမလွမ်းတဲ့နေ့ဆိုတာတကယ်မှမရှိခဲ့ပါဘူး။ဖေဖေကလည်းကျမစီကိုနေတိုင်းလာခဲ့ပါတယ်။ဒါပေမဲ့ကျမနေတိုင်းလည်းသူ့ကိုစိတ်ဆိုးနေကြတယ်။တရက်ကျတော့ထမင်းစွဲပါထိုင်ပြီးကျမအတွေ့အကြုံနေကြတယ်။ဖေဖေကလက်ထဲမှာကော်ဖီနှုတ်ခွက်ကိုကင်ပြီးတော့ရှာလာပါတယ်။သမီးလေးအတွက်ဖေဖေရွေးခိုင်းမယ်နော်။ ဒါလေးကသမီးလေးအရင်ကြိုက်နေတဲ့ခမမီယိုမလားဟုတ်ပါရဲ့ကျေးဇူးပါအဖေဂျူလီယာသမီးလေးအတွက်ဒီအချိန်လေးကရန်ကုန်ခက်ခဲနေရဲ့ဆိုတာအဖေနားလိုက်ပါရဲ့ဒါပေမဲ့အဖေတို့ကမိသားစုတွေတပည့်ဆိုတာကိုသမီးလေးသတိထားပါအောင်အဖေတို့တွေကသမီးအတွက်ဘာအထိပ္ပယ်မှမရှိဘူးလားဖေဖေတို့ကသမီးချစ်တဲ့အရာကို လူယူသွားတာကို အခုဆိုရင်လေးလောက်တော့ရှိနေပြီဖီတာမရှိပဲနေရတာကသမီးအတွက်ဘလောက်တောင်ကြာရှည်တဲ့အချိန်လေးလဲဆိုတာအဖေတို့သိရလား လေးသားနဲ့19ပတ်နှစ်ရက်18နိုင်နဲ့73မိနစ်တောင်ရှိနေပြီတော်လိုက်တော့အချင်းဟုတ်လားအဲ့ဒီပီတာစရက် ကောင်လေးကိုဆွဲလင်းနေရာကိုရိုက်လိုက်တော့သမီးမင်းကအခုချိန်ထိငဲသေးတယ်ကို့အတွက်ကိုပဲအာရုံစိုက်စမ်းပါမိမိကရောအချင်းနဲ့ပတ်သက်ပြီးဘာများသိလို့လဲမိမိလည်းတကယ်ကယူဆိုင်တာကပတ်စံနဲ့ဂုံတိခါပဲမဟုတ်ဘူးလားကျမတို့နှစ်ယောက်ကအချင်းကြီးပြင်းထန်နေတော့ဖဖေကတော့ဖုန်းဝင်လာပါတယ်ဖဖေရဲ့မျက်နှာထပြောင်းလဲသွားတဲ့အပေါ်မှာကျမတို့သိလိုက်ရတာက ဖဖေမှာကိစ္စကြီးတစ်ခုဖြစ်သွားပြီဆိုတော့ကိုပါ။ဘာဖြစ်တာလဲဖဖေ။အဖေရဲ့ချောကလက်ဆက်ရောအားလုံးကမီးလောက်ပြီးတော့ပျက်စီးသွားပြီရဲ့။ဖဖေရဲ့စီပွားရေးကကြာချုံသွားတဲ့အချိန်မှာတော့အရှာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ကျမရဲ့အင်ဂျီကိုရှောင်းလိုက်ရပြီးတော့အခုလိုမျိုးအိမ်လေးမှာပြောင်းပြီးတော့နေခဲ့ရပါတယ်။စုဆောင်းထားတဲ့ပတ်စံတွေကလည်းလင်းလင်းမြင်းမြဲကုန်ဆုံးလာတယ်။ဒီလိုနဲ့ပဲကျမလည်းမိဘတွေကိုကူညီဖို့အတွက်ခလေးထဲအလုပ်တွေကိုပါလုပ်ခဲ့ရပါတယ်။ ဒီလိုမျိုးအဖြစ်ပြက်တဲ့အများကြီးကဖြစ်ပြက်နေကြတာကြောင့်ဖီတာကိုကျွန်မခဏမိသွားခဲ့ပါတယ်။မိသားစုအရေးကပို့ပြီးတော့အရေးကြီးနေကြတာကိုသုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ကျွန်မအိမ်မက်မက်ခဲ့ရတဲ့ကောလိပ်တစ်ခုကိုတက်ဖို့အတွက်စဉ်းသစ်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့အိမ်မက်စီကိုသွားဖို့အတွက်ကတော့တကားပေါက်တဲ့အများကြီးကိုကြွဖြစ်အောင်ပါကျွန်မတက်ချင်တဲ့ကောလိပ်ကိုတက်နိုင်ဖို့အတွက် scholarship ရမှာပဲဖြစ်တော့မယ်။သမီးလေးကောလိပ်နဲ့ပတ်သက်ပြီးကြည့်နေရလေခဏဖယ်ထားလိုက်ပါလား။ဖေးမှာသမီးတွေ့ပြရစရာတခုရှိတယ်။ သမီးရဲ့ပြန်တမ်းမဲ့အိမ်မက်တီစီကိုအဖေပုတ်ပေးမယ်ဆိုရင်ရောဟမ်သမီးကိုပိုက်လို့လောက်ခိုင်းမလို့လားကျမတို့ကအဲ့ဒီကောလိပ်ကိုတက်ဖို့အတွက်ဘယ်မှာပတ်စံတက်နိုင်လို့လဲကို့မှာဆူထားတဲ့ပတ်စံကြီးရှိပါရဲ့ကွာဂျူလီယာရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက်ကိုနည်းနည်းချင်းဆူထားတာနောက်ဆုံးကျတော့ဒီလိုနဲ့ပဲကျမအရန်ကိုတက်ချင်နေကြတဲ့တက်ကတူကိုတက်ရမယ့်နေ့ကိုရောက်လာခဲ့ပါတယ်ကျမမရှုံနိုင်စရာကောင်းလောက်တဲ့အရာတစ်ခုကိုလုပ်တော့မယ်လို့ကို့ကိုခန်းစားနေရတယ်လေအတန်းတက်ရတာအရန်ခက်ပါတယ် လေဘယ်တက်ဖို့ခက်တဲ့ခင်တစ်ခုကိုကစားနေရတယ်လို့ပဲ။ဒါပေမဲ့ကျမနဲ့ကန့်ညီတယ်လို့ခံစားရပါတယ်။ကျမအစ်စ်မန်ဖြစ်ချင်နေကြတဲ့ကျမရဲ့လမ်းကြောင်းပေါ်ကိုရှောင်နေပြီလေ။ပထမဆုံးကျမလေရင်စမောင်းတဲ့အချိန်ကတော့ကျမအတွက်အမှတ်ရနေမယ့်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ညီပြင်ပေါ်ကနေစပြီးထွက်တဲ့အချိန်ကလေးကကျမအတွက်ရန်ကုန်ခက်ခဲနေကြတယ်။ကောင်းငင်ဘုံကိုရှောက်သွားတဲ့အချိန်မှာတော့လွတ်လပ်မှုကိုကျမခံစားခဲ့ရပါတယ်။လေရင်ကိုအောင်မြင်စွာဆင်းသက်နိုင်ပြီးတဲ့နောက်မှာတော့ private jelly ရဲ့တခုရဲ့ဘေးနားမှာအရန်ချရက်ကောင်းလေးတယောက်ကျမကိုစောင့်ကြည့်နေပါတယ်။သူရုပ်တရက်ကျမနားကိုရောက်လာတဲ့ချိန်မှာတော့ကျမရေကုန်တန်းလေးရောင်းကိုမြန်ဆန်သွားတာပေါ့။ဒီတော့ Julia ငါက William လို့ခေါ်ပါတယ်။မင်းကနာကလေရင်မောင်းနာကိုကြည့်ရတာ။မင်းကအရေးချင်းရှိတဲ့သူတယောက်လို့ငါမြင်ပါတယ်။ဒါပေမဲ့ style လေးပြောင်းပြီးတော့မောင်းချင်ပူကောင်းမလားလို့။အဲကျမထွက်အဆင်ပြေပါတယ်။အခုလိုမျိုးပြန်တန်းနေနေနဲ့တော့ကကြနေပါပြီ။အဲသွားလိုက်အောင်မယ်နော်။ ဟာကြည့်ပါဦးချပါများလေချမ်းသာပြီးတော့ private jelly နောက်ပိုင်းတဲ့သူတယောက်ကငောက်လာပြီးတော့စိတ်ဝင်စားနေရအတိတ်တိုင်းအဲဒီနေ့ကစပြီးတော့ William ကကျမနာကိုနီးမျိုးစုံနဲ့ချင်းကပ်ဖို့ကြိုးစားပါတယ်ကျမနောက်မှာအမြဲတမ်းရှိနေတယ်လို့ခံစားရတာကြည့်ပါဦး William ကတော့ကျမတို့စိတ်ဝင်စားလို့ဆိုတာမသိဘူးလားကျမစီကိုနေတိုင်းကိုရှာလာပြီးတော့အသေးအသက်ကိုကြိုးစားနေတော့တာကျမကတော့လေးမောင်းနာတွေကိုပါအယုံဆိုင်မယ်ကျမရဲ့အယုံတွေကိုတခြားအပြတ်မကင်နိုင်ဘူး သူကလည်းလွယ်လွယ်လေးနဲ့လည်းမလျှော့တတ်ဘူး။ကျမကိုညင်းငွေသွားပြီးရတဲ့နေ့တော့သူလည်းလက်လျှော့လိုက်ပဲလို့ထင်တာလား။ဒါပေမဲ့ဘလူးမကိုမရှာပါဘူး။သူနီးမျိုးစုံနဲ့ကျမစီကိုရှောက်အောင်လာတယ်။အဟမ်ပရိသတ်တို့မြင်နေရတာကရိုမန်တစ်ဆန်နဲ့အစ်စ်ဆန်လေးတစ်ပုဒ်ပေါ့။ပန်းဆိုင်ကြီးတစ်ခုလုံးကိုဝေလာသလားမှတ်ရတယ်။ချိပါအောင်။အဲ့ဒီပန်းနေအပြင်နဲ့ကားကြီးနဲ့ကျမအိမ်ကိုရောက်ချလာတာ။အဲဒါဒါအရင်များလို့နေလေ။မများပါဘူး။မင်းကိုအထင်ကြီးအောင်လှုပ်ဖို့အတွက်ငါ့အတွက်ဒီလောက်ကတိတိလေးပဲရှိသေးတာ။ ။အိုးဂျူလီယာရဲ့ကြည့်ပါဦး။ဘလူရောမန်တစ်ဆန်လိုက်တယ်လေ။တမီးကဒီကောင်းလေးကိုလက်ခံတင်တယ်ဆိုတာသိချနေပြီနော်။မမေရဲ့အဲ့ဒီလိုမဟုတ်ပါဘူးဆို။မမေကတော့ဝီလီယံဘက်ကနေအသေးအတန်ပါနေပါတယ်။ကျမကရှက်နေရလားဆိတ်ရှုပ်နေရလားဆိုတာကို तू မခွဲခြားနိုင်တော့ဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျမသူနဲ့တွဲနေရတာကကျမတိုက်စိတ်ဝင်စားတဲ့အရာတစ်ခုလို့ရုတ်တရက်ကြီးခံစားလာရတယ်။ဒီလိုနဲ့တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ကျမသူနဲ့နည်းနည်းတော့ရှင်းနေလာတယ်လေ ဝီလီယံကနောက်ဆုံးမှာတော့ကျမကို propose လုပ်လာတယ်။ကျမစိတ်လှုပ်ရှားတဲ့ခံစားမှုမျိုးဖြစ်နေပါဘူး။ဒါပေမဲ့သူလက်ထပ်ခွေတောင်းတာကိုတော့ကျမလက်ခံလိုက်ပါတယ်။လက်ထပ်ပြီးသွားတဲ့နောက်မှာတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကကျမအဖေအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ထင်တာ။တချိန်နဲ့မှာပဲကျမရဲ့လေမောင်းနေတဲ့နေဆောင်ကလည်းပြီးဆုံးသွားပြီးတော့ pilot တယောက်ဖြစ်လာခဲ့ပြီလေ။ကျမရဲ့နောက်ဆုံးဆောင်မွေးကိုဖြည့်ပြီးသွားတဲ့အနေနဲ့ဝီလီယံကကျမကိုစားတော့ဆိုင်အသစ်တစ်ခုခေါ်သွားပြပါတယ်။ မတင်မဲ့ပဲနဲ့သူရဲ့စီးပွားရေးပတ်နာရီနဲ့လည်းကျမဆုံခဲ့ရသေးတယ်။သူတို့ကတော့ဘာတွေပြောနေမှန်းကျမလည်းစိတ်ဝင်စားပါဘူး။ကျမကဟိုတွေးတီတွေးနဲ့ရှောက်ကြည့်နေတဲ့အချိန်မှာပီတာရောက်လာတယ်။ဟမ်ကျမအမြင်မရမြလား။ကျမရွှန်းလန့်သွားတယ်။ညဆက်စားနေတဲ့အချိန်တစ်လျှောက်လုံးမှာ ကျမရဲ့စိတ်တွေကတခြားစီကိုရှောက်နေတာ။အချိန်ကြာကြီးကြာပြီးတော့မှပီတာကိုဒီလိုပြန်တွေ့လိုက်ရတာဆိုတော့ကျမဘယ်လိုလဲမတုံ့လောက်ဖယ်နေနေနိုင်မှာလဲ။သိပါပြီ။ကျမဒီကနေထွက်သွားချင်တာပဲတည်တယ်။ ကျမတို့ပြန်ဖို့အတွက်ကိုဝီလျံကိုခေါ်ပေးမယ်။သူကကျမကိုညင်းလိုက်တယ်။ကျမနေလို့မကောင်းလို့ဆိုရင်လည်းအိမ်ပြန်နေဖို့အတွက်သူကပြောလိုက်ပါတယ်။အဲဒါကြောင့်ကျမလည်းတက္ကစီစောင့်နေတဲ့အချိန်မှာရုတ်တရက်ဖီတာကျမဘေးနားရောက်လာတာပေါ့။ဖီတာကရုတ်တရက်စီကျမနားကိုရောက်လာတဲ့အချိန်မှာကျမရဲ့ခံစားချက်တွေကိုထပ်ပြီးတော့မထိန်းနိုင်တော့ပါဘူး။ကျမဖက်လိုက်ပြီးတော့သူကျမရဲ့လက်ကလေးကိုကမ်းလိုက်တယ်။ပြီးတော့ဟိုတယ်နားကကမ်းခြေတစ်ခုစီကိုသူကျမကိုခေါ်သွားပြပါတယ်။ကိုမင်းကိုအရှမ်းလွှဲနေကြတာ။ ကျမလည်းရှင်ကိုလွမ်းလိကြတာပါပဲဂျယ်ရီပြည့်နေတဲ့အဲ့ညကောင်းကင်ရအောင်ပါကျမကုတ်ကုတ်ကိုပြန်ပြီးတော့ခတိပေးလိုက်ပါတယ်ကျမပေတာကိုဘယ်တော့မှထားမသွားတော့ဘူးပေါ့ဒီလိုနဲ့တပတ်ကြသွားကြရယ်ကျမနဲ့ပေတာလည်းပဲချက်မှာခဏခဏဆုံဖြစ်ပါတယ်နေဝင်ချိန်တိုင်းမှာကျမတို့နှစ်ယောက်အမြဲတမ်းဆုံခဲ့တာပေါ့ဝီလီယံရဲ့ဖုန်းခေါ်တွေကကျမအတွက်အေးမပါတော့ပါဘူးနောက်ထပ်ပါလို့ရမလဲဆိုတော့ကျမကုတ်ကုတ်ကိုတွေးထားလိုက်ပါတယ်ကျမ ဝီလီယံရဲ့ဆင်းဆက်ဖို့လုပ်ထားတာတွေကိုအကုန်လုံးဖျက်ပြရမယ်။သူနဲ့လမ်းခွဲရမယ်။ဒါပေမဲ့တတိမွေးဘူးကတော့ရမ်းခက်ခဲနေပါရဲ့။မင်းဘာလို့ကိုဖုန်းတွေမကန်ရတာလဲ။ဝီလီယံကျမတို့စကားပြောဖို့လိုအပ်တယ်။ကျမရှင့်လက်မထနိုင်ဘူး။အဲ့လိုပြလို့မရလေဘေဘီ။ကဲသွားအခုချက်ချင်းသွားပြင်ဆင်လိုက်တော့ကိုရောပါတီပွဲကိုသွားချမယ်။ပြီးရင်မင်းကကိုယ့်ရဲ့သရိုးသမီးလောက်ဖြစ်ရမယ်။အဲ့ဒါကမှမင်းဖြစ်တဲ့နဲ့အရာပဲ။ ပါတီပွဲမှာ ကျမကအဲ့ညာနဲ့မသက်ဆိုင်တဲ့သူတယောက်လိုခံစားရတယ်။ဝီလျံကမိဘတွေကိုလည်းဖိတ်ထားပေမဲ့တခြားသူတွေလည်းအများကြီးရှိနေသေးတာ။ဒါတော့မှကျမအထူးကျန်သလိုခံစားရတယ်။ကျမတွေးနေမိတဲ့တကူရဲတော့အရာကတော့ဖိတ်ထားဖြစ်ပါတယ်။ဘာဖြစ်နေရလဲ။ကိုယ့်ကိုသတိထားပါအောင်ကွာ။ကျမမရှာတော့ပါဘူး။အပြင်ထွက်ပြီးတော့တယောက်ထင်းကိုနီးမိလိုက်ပါတယ်။မင်းပေါလုံကိုနီးရလဲ။ဘာဖြစ်လို့လဲ။ကျမဝီလျံကိုလက်မထပ်နိုင်ဘူးလို့ကျမပြောလိုက်တယ်။ ဒါပေမဲ့သူကကျမကိုလက်လွတ်မပေးဘူး။မင်းဒါရီအားလုံးကိုတယောက်တည်းချော့ဖြတ်ဖို့မလိုပါဘူးဂျူလီယာ။ကိုမင်းအတွက်အဆင်သင့်ရှိနေပါရဲ့။ဟမ်တကယ်ကြီးလားဂျူလီယာ။မင်းကဝေတာတယောက်နဲ့လာပြီးတော့ကြိုက်နေရပေါ့။ကြီးထပ်ပို့ပြီးတော့အဆင်တန်းရှိတဲ့သူနဲ့မင်းတွဲလောက်မယ်လို့ငါထင်နေတာ။ဟမ်မင်းကအခုတော့အဆင်တန်းနေတဲ့သူပဲ။ဝီလျံရဲ့ဒီလိုပြောတဲ့စကားသံတွေကိုကြားလိုက်ရတဲ့အချိန်မှာကျမမိဘတွေလည်းအရှမ်းကိုတုံ့ဆိုင်သွားရတယ်။တေစီနဲ့မှာပဲဖြစ်တာကသူ့ကိုသူမထိန်ချုပ်နိုင်မဲ့နဲ့ဝီလျံကိုအဆက်မပြတ်ထိုးနေနေပါရဲ့ ချက်ချင်းဆိုသလိုသူတို့နှစ်ယောက်ကအဲ့ဒီညမှာရေလုံးထွေးတက်ပုတ်ကူမာတယ်။ဝီလျံကဖိတာကိုပြန်ပြီးထိုးပုတ်လုပ်တဲ့အချိန်မှာကျမဝင်ပြီးကြားလိုက်ရပါတယ်။ကျမကိုယ်လည်းနှစ်ခါမစင်းစားတော့ဘဲနဲ့ရှိသမျှကုံအားရအားလုံးကိုတုံးပြီးတော့ဝီလျံမျက်နှာကိုထိုးပစ်လိုက်ပါတယ်။ပါတီပွဲပြီးတော့အရှာအလုံးကရှုပ်ထွေးကုန်တယ်။မိဘတွေကတော့နားလည်သွားတာတခုရှိပါတယ်။မိဘတွေကတော့ဝီလျံအပြုတ်မှုကိုကြည့်ပြီးတော့ဘာကြောင့်သူတို့ကိုမပြပြခဲ့ရတာလဲဆိုပြီးကျမကိုပြောတယ်။ မိဘတွေကကျမကိုယုံကြည်ပေးပြီးတော့ကျမကိုပျော်ရွှင်စေချင်ကြတာ။နောက်နေ့တွေမှာလည်းကျမဖြစ်ခဲ့တဲ့ဒရမာတွေအားလုံးကိုပြန်စစ်ဆေးမိတယ်။ဖီတာထောင်ထဲကြမဲ့အဖြစ်မျိုးတော့ကျမလည်းမဖြစ်စေချင်ဘူးလေ။ဒါပေမဲ့နောက်ဆုံးကျတော့နီယောစလုံးကအဖြစ်တင်ခံရပြီးတော့နီယောစလုံးပဲစားပေးချင်တယ်ပဲလွတ်မြောက်လာကြတယ်။နေနေတော့အစီပြသွားပြီဆိုပေမဲ့ကျမမှာမေးခွန်းထုတ်စရာလေးတွေကျန်နေပါသေးတယ်။အဲ့ဒါကြောင့်ဖီတာအလုပ်လုပ်တဲ့စားတော့ဆိုင်တီကိုကျမလိုက်လာတာပေါ့။ရှုပ်တရက်ဖီတာတစားတယောက်နဲ့စကားပြောပြီးရေမောနေတာကိုမြင်လိုက်ရပြန်တယ်။ ဟမ်ချောသူအဲ့ကောင်မလေးရဲ့နှစ်ဖူးကိုပါနားလိုက်တာရှော့တရဲ့တစုံတယောက်ကကျမမျက်နှာကိုထိုးနှက်လိုက်တယ်လို့ခန်းစားရတာချက်ချင်းမဲ့ကျမအဲ့ဆိုင်ထဲကလှည့်ထွက်လာတယ်ဖီတာမဖြစ်လို့ကျမကိုအတိလို့လောက်ရတာလေစိတ်ဆိုးပြီးတော့ကျမလည်းအဆက်အသွယ်ပြတ်ထားတဲ့ရက်ရှိပြီသူ့မှာတခြားတယောက်ရှိပြီးသားဆိုရင်လည်းဘာဖြစ်လို့ကျမကိုမျောလေးချက်တီလာပေးခဲ့ရတာလဲဂျူလီယာကိုရတွေ့လို့ရမလားရှင်ကျမဖုန်းနံပါတ်ကိုဘယ်လိုလုပ်ရတာလဲကျမဖီတာအကြောင်းမေးလိုက်ပြီးတော့ကိုကိုပဲအယုံဆိုင်ရအောင်မယ် ဟုတ်တယ်။ကျမရဲ့အသက်မွေးကြောင်းဟုတ်ပါပြီ။ကျမရဲ့ပထမအုပ်ဆုံးတရားဝင်လေးရေမောင်းရမယ့်အချိန်ကိုရောက်လာပြီ။အိမ်မက်တွေကအမှန်တကယ်ဖြစ်လာခဲ့ပြီပေါ့။ရုတ်တရက်ကြီးဆူညံတဲ့နေကျမနားရဲဝင်လာတယ်။ဒီစိတ်ကလုံးချွေးတွေကဖီတာကိုဝါမီဆွဲနေတာကိုကျမတွေ့လိုက်ရပါတယ်။ဂျူလီယာမင်းကဘာဖြစ်လို့လစ်လူရှူထားရလဲ။ကိုကိုဘာများလုပ်မိလို့လဲ။ကျမရှုံမင်းကလေးတောင်နဲ့မြင်မိသွားပြီလေ။စားတော့ဆိုင်မှာရှင်မင်းကလေးတောင်နဲ့အတူရှိနေကြတာ။ အဲ့ဒါကိုညမလေးပါကွာချူလိုက်ရဲ့ကိုမင်းကိုသူ့အကြောင်းအရှင်ကပြပြခဲ့ဘူးရလေဟာသူညမလေးဟုတ်တာပဲငါဘာဖြစ်လို့မေ့သွားတာပါလဲအဲ့ဒီခိုက်တက်မှာကျမရဲ့တန်တရားတွေအားလုံးကပေါက်တက်ကြတွေလို့ခန်းစားလိုက်ရပါတယ်ကိုမင်းကိုချစ်တယ်ဂျူလီယာကိုရဲ့ချစ်တယ်ကိုဘယ်တော့မှရပ်ပြစ်မှာမဟုတ်ဘူးကို့ကိုလက်ထပ်ပေးမလားဟုတ်ကဲ့ဖီတာ ကျမရှင်လက်ထပ်ပါမယ်ဒီလိုမျိုးနဲ့ပဲကျမရဲ့ကဘာကြီးကပြန်ပြီးအတက်ဖြစ်သွားတော့ပေါ့ ကျမရဲ့ပထမအုပ်ဆုံးလေးရင်ပြန်တန်းခြင်းကကျမရဲ့ပုံမှန်ခီးထက်ကိုပို့ပြီးတော့ရှိကြပါရယ်။ကျမအမြဲတမ်းအိမ်မက်မက်နေခဲ့ရတဲ့အနာဂတ်ကိုပြန်တန်းချင်နေတူပါရယ်။ကိုရဲ့စားသောက်ဆက်လေးကနေကြိုးစုပါရယ်နော်။တကယ်ကြီးလားရှင်လုံးနိုင်ခဲ့ပြီဖီတာ။ရှင်နောက်ဆုံးတော့ရှင်ရဲ့အိမ်မက်တစီကိုရောက်နိုင်ခဲ့ပြီ။မင်းလည်းမင်းရဲ့အိမ်မက်တစီကိုလုံးနိုင်ခဲ့ရပဲလေချူလီယာ။ဖီတာရဲ့စားသောက်ဆိုင်မှာမက်တက်ရဲ့နေရင်နဲ့အရာ အလုံးကကျမမျောလင့်ထားတဲ့အတိုင်းဖြစ်လာတယ်လို့ခန်းစားလိုက်ရပါရယ်။ ကျမတို့ရဲ့လမ်းကြောင်းတွေကျမတို့ရဲ့အိမ်မက်တွေနဲ့ကျမတို့အတူတူရှိနေခြင်းပေါ့ဒါကပဲကျမလိုချင်ခဲ့တဲ့အရာတွေအားလုံးဖြစ်ပါတယ်ဆယ်လလီကတော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြန်လည်ဆွေးနွေးကြပါသေးတယ်တရားအေးချင်းတဲ့နေ့လေးတွေကိုပိုင်ဆက်နေကြပါစေနော်